အဲ့တော့ဝေဘာရတောင်အောင်မှာကြီးမားတဲ့ငကားပြည်ကြီးတစ်ခုငကားတွေနေထိုင်ကြတဲ့ငကားပြည်ကြီးကအဲ့ဒီမှာရေကန်ကြီးတစ်ခုလည်းရှိတယ်။အဲ့ဒီရေကန်ကြီးကတော့အေးမြပြီးတော့ငကားတွေရေကူးကြရေချိုးကြဆိုတဲ့ရေကန်ကြီးပေါ့။အဲ့ဒီရေကန်ကြီးကနေရေတွေစီးဝင်လာတဲ့အခါကျတော့ကိစ္စကုတ်တောင်နာအဲ့တောင်ကျောမှာစီးတဲ့အခါ ခေစကုတ်တောင်ပတ်ဝန်းကျင်မှာဘာတွေရှိတော့လို့ဆိုခုခေတ်ပြောရဆိုရင်တော့မီးထောင်ပေါ့နော်ငရဲအိုးကြီးနှလုံးရှိတယ်ပေတလောကဆိုတဲ့နိရိယလောကတကယ်တော့စဉ်းစားပြီးတော့ကြည့်ရတဲ့နေရာမှာ ကြည့်မယ်ဆိုရင်တဘာဝလောကမှာမြေကြီးထဲမှာပူလောင်နေတဲ့မီးထောင်မျိုးတွေဟာရှိနေတယ်အဲ့ဒီမီးထောင်တွေရှိတဲ့အဲမဲ့တရဝဟာသွားပြီးတော့ မီးတောင်ထဲမှာဖြစ်နေရလို့ရှိရင်အဲ့ဒီမီးရဲ့အပူကိုတစ်သလုံးခံပြီးတော့သေလဲမသေနိုင်ဘူးမီးလောင်မှုကိုခန်းနေရတဲ့သရဝါမျိုးတွေဆိုတာထူးထူးဆန်းဆန်းရှိအဲ့ဒါကိုပဲငရဲလို့ခေါ်မှာပေါ့အဲ့တော့ငရဲလို့ခေါ်ရတဲ့ဟာတဘာဝမီးတောင်နေကြတဲ့မှာလဲမီးလောင်ခန်းနေရတဲ့လောဟကုံပြီးငရဲလို့ခေါ်တယ်ငရဲငရဲအိုးကြီးကြီးအိုးလို့ဆိုလိုက်တဲ့အခါလူတွေရဲ့စိတ်ထဲမှာထင်ရတာ ဒဲအိုးကြီးလိုလိုဒီလိုထင်ရတယ်ပေါ့နော်သို့တော့ကြီးမားလာတဲ့မိတော်ကြီးတွေကြားထဲမှာဒီတတ္တဝါဟာသွားဖြစ်သည့်အတွက်ကြောင့်ပူလောင်မှုကိုခံနေရဘယ်တော့မှအေးချမ်းတယ်တက်တာတယ်ဆိုတာမရှိဘူးမိတွေရဲ့လောင်ကျွမ်းမှုခံပြီးတော့သိလဲမသိဘူးကံမကုံမချင်းသူတို့ဟာ အသက်ရှင်နေကြတယ်ပေါ့အဲ့ဒါလို့ပူလောင်ပြီးတော့ဘယ်တော့မှ ေးချမ်းမှုမရဘဲနဲ့ဒုက္ခကြီးကလွတ်လပ်မရှိအောင်ခံနေကြတယ်။အဲ့ဒီမိထောင်တဲ့ငရဲကုံကြီးထဲမှာဖြစ်ပေါ်နေကြတယ်။အဲ့ဒါလို့မိထောင်ကြီးနှစ်ခုကြားသို့မဟုတ်ငရဲအိုးကြီးနှလုံးကြားကနေခုနနဂါးတွေရေချိုးတဲ့ရေအိုင်ကြီးကရေတွေဟာဖြတ်ပြီးတော့စီးသွားတာဖြစ်တယ်။ရေဆိုတာဟာသဘာဝအတိုင်းပဲပေါ့။တောင်တွေအောက်ကလည်းစီးတာပဲ။ဒါကြောင့်မို့ ရေကြောဆိုတာကိုလူတွေကသိကြမြေအောက်ရေကြောဆိုတာရှိတယ်အဲ့ဒီငကားပြေမှာငကားတွေရေချိုးကြတဲ့အေးမြနေတဲ့ရေကန်ကြီးကရေတွေဟာလောကုံမီငရဲလို့ခေါ်တဲ့ခုနမီးတော်နှစ်ခုကြားကဖြတ်စည်းသွားတဲ့အခါကျတော့ရေဘူးတွေဖြစ်ပြောင်းလဲသွားတယ်ပေါ့ဟိုဘက်ရောက်တဲ့အခါပူတယ်အဲ့ဒီရေဟာမြေပြင်ပေါ်ရောက်လာတဲ့အခါကျတော့ရေဘူးစမ်းဆိုပြီးတော့ဖြစ်လာ အဲ့တော့ဂဏိခေမှာလည်းပဲရေဘူးဆန်းရှိတဲ့နေရာတွေဟာငရဲနဲ့နီးတယ်လို့ပြောရမှာပဲအဲ့ဒါလို့ရေဘူးဆန်းဖြစ်လာပြီတဲ့အခါမှာလူတွေကဒီနေရာကတော့ရေဘူးဆန်းရှိတယ်ဘုန်းကြီးတို့တွေ့ဘူးတဲ့နေရာပြောရမယ်ဆိုလို့ရှိရင်တော့စကိုင်းတိုင်းတည်းကဟလင်းဆိုတဲ့ရွာမှာလည်းရေဘူးဆန်းရှိတယ်ပေါ့နောက်တစ်ခုဒဝေဘက်မှာလည်းရေဘူးဆန်းတစ်ခုရှိတယ် ေအင်းလေးနားမှာလည်းပဲရေဘူးစန်းနေရှိတယ်ရေဘူးစန်းရှိတဲ့နေရာတွေကတော့တော်တော်များများရှိဘူးလိမ့်မယ်ဘုန်းကြီးတို့ရောက်ဖူးတာပြောရရင်တော့ဟလင်းနဲ့တဝဲရေဘူးစန်းကိုတွေ့ခဲ့ဘူးတွေပေါ့အခုလည်းပဲတပောဒာရမဆိုတာအဲ့ဒီရေဘူးစန်းရှိတဲ့မြတ်စွာဘုရားသရင်300ဥယင်ချမ်းမြေကြီးတစ်ခုပေါ့အဲ့ဒီမှာရေဘူးစန်းရှိတဲ့နေရာမှာမြတ်စွာဘုရားသရင်300နေတာ အဲ့လိုသရင်သုံးတဲ့အချိန်မှာမြတ်စွာဘုရားရဲ့တပည့်တော်ကငယ်ငယ်ရွယ်ရွယ်ရုပ်ဆင်းအင်္ဂါလတ်လတ်ပပလူငယ်လူရွယ်ရှင်သမိဋ္ဌိဆိုတဲ့ရဟန်းတော်လေးတပါးအစ်တံမသာသနာတော်ကိုမျက်နှိုးပြီးငယ်ငယ်ရွယ်နဲ့ရဟန်းဘုရားကူပြောင်းလာခဲ့တာသူကသူရုပ်ရည်ပက္ခာယလည်းပဲဒီပြည့်စုံချောမောလှပလို့ ူနာမည်ကိုကသမိဋ္ဌိဆိုတဲ့ပြည့်စုံတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့နာမည်ပေးထားတထေသားလေးတူငယ်ငယ်ရွယ်ချောချောလှလှနဲ့သာသနာပေါင်းဝင်လာတယ်အေးတရက်တော့သူကနာနဲ့ချိန်နာနဲ့ချိန်ကိုခါမှာပစ္စုသသမယဆိုတဲ့စကားလုံးကိုတုံးတယ်မြန်မာစကားကြတော့မိုးတောက်ချိန်လို့ခေါ်တယ် အဲ့တော့မိုးတောက်ချိန်ဆိုတာဘယ်ချိန်နှုန်းလို့မေးလို့ရှိရင်မနေ့ပိုင်းကျတော့တတိထားကြည့်ပေါ့အမောင်လေးတွေကင်းပြီးတော့အဖြူရောင်အလင်းကလေးလာတဲ့အချိန်ကိုမိုးတောက်ချိန်လို့ခေါ်တယ်။အဲဒီမှာ နေမထွက်သေးဘူးနေလည်းမလာသေးဘူး။အရှိလောကရကြည့်လိုက်လို့ရှိရင်လည်းအနီရောင်လေးမတန်းသေးဘူး။သို့တော့အမောင်ကြီးကဖြူလာတယ်။နော်ဖြူလာတယ်အမဲရောင်ကြီးမဟုတ်တော့ဘူး။ မနဲ့မိုးမလင်းခင်အဲ့ဒါမျိုးဟာမိုးလေဝသကင်းစင်တဲ့အချိန်မှာကြည်လိုက်မယ်ဆိုရင်မိုးတောက်ချိန်ဆိုတာကိုတွေ့ရလိမ့်မယ်။စာပေကမိုးတောက်ချိန်ဆိုတာပစ္စုတသမယလို့ခေါ်တယ်။ပစ္စုတဆိုတာအမောင်ကင်းတဲ့အချိန်လို့ဒီလိုဆိုလို့တယ်။ညလိုမှောင်မင်းပြီးတော့မနေဘဲနဲ့မနေ့ပိုင်းကျတော့အရလေးမျက်နှာဟာလင်းချင်းလာတယ်။ဖြူဝင်ဖြူလာတယ်။အဲ့ဒီဖြူလာပြီးတဲ့နောက်မှာအရှိလောကရကနေမင်းကြီးရဲ့ရှေ့ပြေးအနေနဲ့ နီတွေးတဲ့အယောင်ကလေးပေါ်လာပြီဆိုမှအရုံတက်တယ်လို့ခေါ်တာအရုဏအရုံဆိုဒီမှာနော်ခနေ့လူတွေကတော့အာယုံအာယုံနဲ့ခေါ်ကြတာပေါ့အာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့ရောပြီးအာယုံအာယုံနဲ့ပြောတာတကယ်တော့အရုံအရုံဆိုတာနာကြီးနဲ့တတ်ပြီးတော့ရေးတာအရုဏအဲ့ဒီနေရဲ့ရှေ့ပြေးအနေနဲ့ညီတွေးတဲ့အယောင်လေးကောင်းငယ်မှာပေါ်လာပြီဆိုလို့ရှိရင် အရုံတက်ပြီလို့ဒီလိုဆိုလို့ရပေါ့မြတ်စွာဘုရားဖျားဖြစ်တယ်ဆိုတာလေအဲ့ဒီအချိန်လေးမှာဖြစ်တာနော်အရုံတက်တဲ့အချိန်လာပြီနေ့ညလွန်မြောက်သွားပြီလာပြီကျော်တရနေ့မနေ့အရုံတက်တဲ့အချိန်လေးမှာဖျားဖြစ်တော့ရောက်သွားအဲ့ဒီအချိန်လေးကအလွန်ကြည်နူးစရာကောင်းတဲ့အချိန်လေးပေါ့တပောဒါရမမှာနေတဲ့ရှင်သမိဋ္ဌိဟာမနေ့စောစောအိယာကထားပြီးတော့အလင်းရောင်လေးတန်းလာတဲ့အချိန်မှာသူဟာ အဲ့ဒီရေကူဆမ်းမှာသွားပြီးတော့ရေချိုးတယ်။မင်းလည်းစောစောထပြီးတော့သူရေချိုးတယ်။ရေချိုးပြီးတဲ့အခါမှာအခုခေတ်လူဒီအဝတ်စားတွေဘာတွေများများဆဆအဲ့ဒီခေတ်ကရှိတာမဟုတ်တော့ရေပါချိုးမှုပြီးတဲ့အခါကျတော့တင်မိုင်လေးပတ်ပြီးတော့ခန္ဓာကိုယ်6အောင်ဧကတိဒီတိုင်းမပတ်သေးပဲနဲ့ခန္ဓာကိုယ်6မဲ့အချိန်လေး လက်ပေါ်မှာရှိတဲ့ရေဆက်ကလေးတွေပြောင်းအောင်ပုတ်ပြီးတော့ခိတ္တခဏမြတ်တင်မိုင်လေးနဲ့ဝတ်ပြီးတော့နေတဲ့အချိန်လေးနော်တင်မိုင်လေးတွေဝတ်ပြီးဧကတိမယမ်းရသေးတဲ့အချိန်ကလေးမှာအဲ့ဒီရေဘူးဆန်းအနိနာကကောင်းငင်ရံမှာနတ်သမီးတယောက်ပေါ်လာတယ်နတ်သမီးတယောက်ပေါ်လာတယ်ကောင်းငင်မှာရပ်ပြီးတော့ရှင်သမိတ်တိကိုသူကဘာလှမ်းပြောလိုက်တုံးဆို သူပြောလိုက်တဲ့စကားလေးဟာအဘုဒ္ဓဝဘိက္ခတိဘိက္ခုနာဟိဘုဒ္ဓဝနာဘိက္ခတိသူပြောချင်တဲ့အဓိပ္ပာယ်ကဘာတော့လို့ဆိုကိုတော်တဲ့ဘာဖြစ်လို့မခံစားပဲနဲ့တရားရှာနေတာလဲလို့ပြောချင်မခံစားပဲနဲ့ဘာဖြစ်လို့ဘုံကြီးဝတ်နေတာလဲကာမဂုဏ်အာယုန်တွေကိုမခံစားပဲနဲ့ငငယ်ရွယ်လေးနဲ့ဘာဖြစ်လို့ဘုံကြီးဝတ် သူပြောလိုက်တာအဘုဒ္ဓဝါဒကာမဂုဏ်အာယုန်တွေကိုမခံစားဘဲနဲ့ဘိခတိတရားရှာနေတာကိုနာဟိဗုဒ္ဓဝါဒဘိခတိကာမဂုဏ်အာယုန်ခံစားပြီးတော့မှ တရားရှာတာမဟုတ်ဘူးဗုဒ္ဓဝါဒဘိခုဘိခတုကာမဂုဏ်အာယုန်တွေခံစားပြီးတော့မှသာလေယဟန်ခမလာတရားရှာပါလား မတံကာလောဥပိစ္ဆကကောင်းမြတ်တဲ့အချိန်လေးတွေလွန်မသွားပါစေနဲ့ငယ်ငယ်ရွယ်ရွယ်နဲ့ဘာဖြစ်လို့ဘုံကြီးဝဲရသလဲလို့သူပြောတဲ့စကားကအဲ့ဒီစကားကိုပြောနော်အဘုဒ္ဓဝါဘိက္ခတိဘိက္ခုဆိုတာဘိက္ခုဆိုတာယဟန်အဲ့ဒီယဟန်အဘုဒ္ဓဝါနာကာမဂုဏ်တွေကိုမခံစားဘဲနဲ့ဘိက္ခတိယဟန်ပြုနေတဲ့သို့မဟုတ်တရားရှာတယ် အဲ့ဒီခေတ်ကအများနားလည်နေတာကဘာလဲလို့ဆိုရင်လူဘဝကိုစွန့်ခွာပြီးတော့တရားရှာတယ်ဆိုတာတကြီးရွယ်အိုတွေရဲ့အလုပ်ပဲဖြစ်တယ်ပေါ့လူလောကမှာစီးပွားသိမ့်မရှာနိုင်တော့ဘူးအသက်ရွယ်ကြီးလာပြီဆိုတဲ့အခါကျတော့တရားရှာဒါမှမဟုတ်နိတိကျမ်းနေမှာတောင်းပါငယ်စဉ်ရွာမှာပညာရှာပြီးတဲ့အခါရွယ်လက်ပိုင်းမှာစီးပွားရှာ အသက်ကြီးတဲ့အခါမှာတရားရှာလို့ဆိုပြီးတော့ဒီလိုလောက်တာဟုတ် အဲ့ဒီစကားဟာကျက်ပြတ်နေတယ်အဲ့ဒီခေတ်ကလုံလိလှုပ်ထရှိတဲ့စကားတွေပဲပေါ့လှုပ်လိုက်နာလေးရှိတဲ့အကျင့်လူလောကပထမအရွယ်မှာပညာရှာမယ်ဒုတိယအရွယ်ကျစီးပွားရှာမယ်တတိယအရွယ်ရောက်ပြီဆိုတော့မှတရားရှာလို့ပြောအခုဒီကိုယ်တော်ကပညာရှာစီးပွားရှာရမယ်အရွယ်မှာတရားရှာနေတဲ့ဘုန်းကြီးဝတ်နေတာကိုအဲ့ဒါကိုနားမလည်နိုင်လို့ပြောတာ သူ့ကိုတတိပေးတဲ့အနေနဲ့အေးကာမဂုဏ်အာယုန်ဤခံစားပြီးတော့မှ တရားရှာပါတော့လားနှုတ်ဖို့အလကားအချိန်နေကုံသွားလိမ့်မယ်သူပြောပုံကအဲ့ဒါလိုပြောလိုက်တာနော်အချိန်နေလကားကုံသွားလိမ့်မယ်အဲ့လိုပြောလိုက်တဲ့အခါကျတော့ရန်တော်လေးကဗာပြန်ပြောတော့ဆိုကာလံဝဟံနသနာမိ သံောကာလောနတ္တိတ္တိအချိန်ကိုငါမသိဘူးတဲ့အချိန်ဆိုတာငါပဲနေသိမယ်ဆိုငါမသိဘူးတဲ့နော်သိရမယ့်အချိန်ကိုငါမသိဘူးသံောကာလောနတ္တိတ္တိလူတွေဖို့သိရမယ့်အချိန်ဆိုတာကွယ်ဝှက်ထားတာသာဖြစ်တယ်ပေါ့ဘယ်သူမှမသိနိုင်ဘူးတဲ့အဲအချိန်သိမယ်ဆိုတာဘယ်တော့မှမသိနိုင်ဘူးကာလဟောနာသနာမိ အေးငါကတရားမဲ့အချိန်ကိုမသိဘူးဆန္ဒကာလောနာဒိတ္တိအဲ့ဒီတရားမဲ့အချိန်ဆိုတာအမြဲတမ်းရှုပ်ဝဲကွယ်ဝဲထားရတာဖြစ်တယ်တတ္တမအဘုဒ္ဓဝါဘိက္ခာမိဒါကြောင့်မို့ငါကာမဂုဏ်အာယုန်ဤမခံစားဘဲနဲ့တရားရှာနေတာတဲ့နော်တရားမဲ့အချိန်မသိလို့တရားရှာနေတာမမံကာလောဥပိစ္ဆကငါမှတရားရှာနိုင်တဲ့အချိန်ဤ ကုံမသွားပါစေနဲ့ကုံသွားမှဆိုလို့ငါဟာခုတရားရှာနေတာပါလို့ဒီလိုပြောလိုက်တဲ့အခါကျတော့နော်နတ်သမီးပြောပုံနဲ့သူပြောပုံအပြန်အလှန်ပြောလိုက်တဲ့အခါနတ်သမီးကသူ့ကိုလေးစားသွားတယ်။အော်ဒီကိုတော်လေးငဲတာငဲတာကြည်စမ်းတရားအသိနဲ့ပါလားလို့ဆိုပြီးတော့ကောင်းကင်ကနေဆင်းသက်ပြီးတော့မြေပြင်ပေါ်မှာမတ်တက်ရမတ်တက်ရပြီးတော့သူကပြန်ပြောပြန်တယ်